တခါကညံရီစနစ်ကလေးလောက်ပဲရှိတဲ့မိမတယောက်ရှိတယ်တနေ့တော့သူ့ယောက်ျားကိုပထွေးကတော့ယောက်ခမကတအားနိုင်ချင်နေတာတွေ့လိုက်ရရောဒီမိမကသူ့ယောက်ျားအတွက်ရက်တိပေးချင်တော့မိဖို့တဲကဓာတ်ချောင်းကိုဆွဲထုတ်ပြီးယောက်ခမကြီးကိုတအိမ်လုံးလိုက်ထိုးတော့တာပေါ့ယောက်ခမကြီးလည်းကြောက်လန့်တကြားနဲ့အသက်လူပြီးပြေးရတာပေါ့ဒီအဖြစ်ကိုမြင်ရတဲ့ယောက်ျားကတော့ရှောက်လဲရတယ်ဒါပေမဲ့တိတ်တိတ်လေးကျဉ်နေနေမိတယ်ဘာပဲဖြစ်ဖြစ်သူကဩဇာရှိတဲ့ဟန်ဆောင်ပြီးသူ့မိမကိုယောက်ခမကြီးကိုတောင်းပန်ခိုင်း လိုက်တယ်မိမကလည်းနာခံပြီးရောက်ခမအတွက်လက်ဖက်ရည်တစ်ခွက်တေးချလေးငှက်ပေးရှာတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲရောက်ခမကြီးကလက်ထဲကရင်းနှွေးပူကြီးကိုခင်မိုးရဲ့ခြေထောက်ပေါ်ရုတ်တရက်လောင်းချပစ်လိုက်တယ်ပြီးတော့ခွက်ထဲကိုတတွေးထွေးချပြီးဒီမိမကိုတောက်ခိုင်းလိုက်တာပေါ့။နောက်တစ်ခဏမှာမိမကအဲ့ဒီခွက်ကိုကောက်ယူလိုက်တော့အားလုံးကနာခံပြီးတောက်တော့မယ်လို့ထင်ထားကြတယ်။ဒါပေမဲ့သူမလှုပ်လိုက်တာကအဲ့ဒီလက်ဖက်ရည်ကိုသူ့ရောက်ခမကြီးပစ်ဆက်တဲ့တက်တက်ကိုလောင်းချပစ်လိုက်တာပါပဲ။ ဒီလောက်တုံးတဲ့မိမကိုမြင်ရတော့ပထွေးကတော့ဒေါသထွက်လွန်လို့စကားတော်မပြောနိုင်တော့ဘူးမကြခင်ညစာစားချိန်ရောက်တော့ယောက်ျားကသူ့မိမအကြိုက်ဆုံးဟင်းတွေအများကြီးပြင်ဆင်ပေးထားတယ်ဒါပေမဲ့မိမကဓာခရင်တုံးတက်တာမှမဟုတ်တာလက်နဲ့ပဲကောက်ယူစားတော့တာပေါ့ပုံမှန်ဆိုတန်ရှင်းမှုကိုတအားဂရုစိုက်တဲ့ဒီယောက်ျားကလည်းသူ့မိမကိုတဆက်မဆက်ဆုပ်ခြင်းမရှိဘူးပိုဆိုးတာကမိမကမတော်တဆရေးရီတောင်သူ့ကိုပေါ်ပတ်ထုတ်မိသေးတယ်အနာကတတ်တော်ဆောင်နေပါအံ့ဩကုန်ကြတယ်ဒီလူကြီးက ဒီလိုမျိုးတီးခန္ဓာကိုဘယ်မိမအပေါ်မှာမမြင်ဘူးကြဘူးလေသူ့ရဲ့အတုံးအမိမကိုအမိသားစုကလက်ခံလာအောင်လုပ်ဖို့ယောက်ျားကဖခင်ရဲ့ဧကံပွဲကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီအချိန်မှာလက်ထောက်ကအရေးတကြီးကိစ္စပေါ်လာကြောင်းပြောလာတော့ယောက်ျားကပြဿနာရှင်းနေတော့သူ့မိမကိုအရင်ဝင်စားခိုင်းလိုက်တယ်မိမကအချိုးပွဲစားဖို့ဧကံပွဲခံပါတဲ့ဝင်သွားတော့သူ့ကိုမကြခဏအနိုင်ကျင့်တဲ့ယောက်ျားရဲ့ပထွေးညီမလည်းအဲ့ဒီမှာရှိနေတာကိုမမျှော်လင့်ထားဘူးညီမကဒီမိမခိုးကြောင်ခိုးဝဲလုပ်နေတာမြတ်ဒီတော့တခုခုခိုးနေတယ်လို့ထင်လိုက်တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာဒီမိမကသူ့လက်ထဲကအချိုးပွဲတွေအားလုံးကိုပထွေးညီမရဲ့မျက်နှာပေါ်လိမ့်ကြံတက်လိုက်တာပေါ့။ ဲ့တယ်ရီတီတို့ပြောဆိုလက်ညှိုးထိုးတာခံလိုက်ရတော့ပထွေးညီမဒေါသကအထွက်သွားပြီးချက်ချင်းပဲဧည့်တယ်အားလုံးကိုပြန်ခိုင်းပစ်တယ်ပြီးတော့ဒေါသကိုဒီမိမဆီလှည့်လိုက်တာပေါ့ဒါကိုမြင်တော့မိမကထိုင်ချပြီးတနာစရာပုံစံဟန်ဆောင်လိုက်တယ်ညီမကဘာလို့ရမှန်းမသိခင်မှာပဲဒီမိမကသူ့ခြေထောက်ကိုကိုက်ပစ်လိုက်တာညီမကိုကိုပြီးဒေါသထွက်စေတယ်အဲ့ဒီအချိန်မှာပဲမိမရဲ့ယောက်ျားရောက်လာတယ်ဒါပေမဲ့လူတွေကသူ့ကိုဘီတက်ကလထိုင်နဲ့မြင်တော့လှောင်ပြောင်ကြတာပေါ့သူကတော့ဒေါသမထွက်ပဲသူ့ဇနီးကိုအကြ ဤကျေစိုးရိမ်ပူပန်တဲ့ပုံစံပြတယ်သူမိမအနိုင်ချင်းခံရတာပြီးတော့လက်ထောက်ကိုသူမိမကိုအရင်အိမ်ပြန်ပို့ခိုင်းလိုက်တယ်ပြီးတော့သူကသူမိမအတွက်လက်တော့ပြန်ပြီးရက်တီပေးဖို့ပြင်ဆင်တော့တာပါပဲ